ကျမစံရင်တစ်ခုရောက်ခဲ့လို့လားအဲ့လိုပဲခံကိုကန်းရှိကိုမြောက်နေလို့ပဲဒါမဲ့သူ့ရဲ့တာရာကလေထူးခြားတာကကျမမယုံနိုင်လောက်အောင်ပါပဲအဲ့ဒီစံရင်တော့အခန်းကိုကန်းတခန်းတခန်းကိုအင်မတန်ရှားပါတဲ့တစ်တလျိုးနဲ့ဆောက်ဆောက်ထားအဲ့ဒီအင်းနာမည်ကလှိုင်းနာစံအင်းနဲ့အေရှင်မကလှိုင်းပါတယ်သူ့နာမည်ကလှိုင်းပေါ့နတ်တာစံအင်းဆိုတာက ။တကယ်နဲ့နတ်ကမွေးကြိုင်တဲ့တစ်တွေလည်းပါတယ်အဲ့ဒီခန်းလေးဖွဲ့ပါ။အဲ့ဒါကြောင့်သူကလိုင်နတ်ကဆိုင်ရင်းလို့မှဲ့။ဆိုတော့ကျမအဲ့ဒီကိုဘာလို့ရောက်သွားလဲဆိုတော့ကျမရဲ့မိတ်ဆွေရှင့်နေတယောက်ပါ။အဲ့ဒီအမျိုးသမီးရဲ့လိုင်နတ်ကဆိုင်ရင်းဘေးပတ်လေကနီးစက်တဲ့ချန်ကွက်ကလေးတွေညပွက်ကလေးတွေထပ်တုံးချက်ဝယ်ဖို့ကိစ္စမှာအဲ့ဒီမြေလို့မြေအဲ့ဒီဝယ်မဲ့မြေကြီးက ဟိုစိုက်ပျိုးမြေကြီးဖြစ်နေတယ်။အဲ့ဒီနားမှာရှိတဲ့ကျင်းနဲ့တာသူလယ်သမားတွေကစိုက်ပျိုးထားတဲ့စိုက်ပျိုးမြေ။ဆိုတော့သူတို့ပိုင်နေမရောက်နိုင်ဘူး။ပုံမှန်သူကလည်းပဲဒါမှသူတို့ပိုင်တာမျိုးသူတို့ကကျူးကျော်ပြီးပြန်ကြရဖြစ်တယ်။ဒီလိုင်ကကျူးကျော်ပြန်ကြရဖြစ်လို့မပိုင်တဲ့ဒီမြေကိုသူတို့ကငုံမူလလက်ပုတ်လက်ရင်ပိုင်ဆိုင်တဲ့လူရှိကြ မြင်ငါစာချုပ်နဲ့ငှားထားတာပါဆိုပြီးတော့သူစာချုပ်စာရန်လှုပ်ထားတယ်။အဲ့ဒီစာချုပ်စာရန်မှန်ကန်ကြောင်းအင်းနဲ့လူဘာသာပြန်ပြီးတော့ Notary Public လုပ်ဖို့ရှင်းနေတယ်ကိုခေါ်တာ။အဲ့ဒီရှင်းနေကြီးရဲ့သူကျမလိုက်သွားမိတာ။အဲ့ဒီရောက်တယ်။ရောက်တော့ထူးဆန်းတာကယောနမေကကျမတို့ရန်ကုန်မြို့ကထွက်လိုက်လို့ရှိရင်လေအာရန်ကုန်မြို့ကမြောက်ဘက်ကိုထွက်လိုက်လို့ရှိရင် အင်မတန်ထူးခြားတဲ့တမိုင်းဝင်ခန်းသားတွေလုပ်ခဲ့တဲ့နေရနာနေပါတယ်။ဆုမမပြောရင်လို့အဲ့ဒီမှာအဲထန်းသုံးနေရွာဆိုတော့ရွာထန်းသုံးနေရွာရွာလို့ပြောတယ်ထန်းသုံးနေရွာသို့တော်လဲအဲ့ဒီထန်းသုံးနေရွာဆိုတဲ့ဆိုင်းဘုတ်ကိုကြော်လိုက်တာနဲ့ဘာတွေတွေ့ရလဲလို့ဆိုတော့အောက်တိုင်းအမြင်ကြီးတွေကာထားတဲ့အိယာမခြံဝင်းကြီးတွေတွေ့တယ်။အဲ့ဒီခြံဝင်းကြီးတွေတစ်ခုနဲ့တစ်ခုကလည်းအဝေးကြီးတွေ တအိမ်နဲ့တအိမ်ဆိုတာပြပြကလေးပဲမြင်လို့ရောက်လာအောင်ခြေဝန်းပါတယ်အဲ့ဒီလိုအိမ်ကြီးတွေနဲ့နေတဲ့နေရာကိုဇွားလို့သူတို့ကခေါ်တယ်ဘယ်လိုပုံပုံမျိုးတွေနေတယ်လဲဆိုတာစဉ်းစားကြည့်ပါအဲ့ဒီတော့ကျွန်မမျော်လင့်မဲ့ရောက်သွားတယ်မိတ်ဆွေရှေ့နေကြီးက Notary Public လို့ခုသွားရင်းနဲ့ကျွန်မကိုခေါ်သွားလို့ကျွန်မရောက်သွားတယ်ထက်တာကကျွန်မကလည်းအော်ဒီ ရွာသူရွာသားတွေမြေသိမ်းခံရလက်သိမ်းခံဆိုတဲ့ကိစ္စလေးကိုကျမစိတ်ဝင်စားတာသူတို့ရှေ့ကရက်ပြီးလုပ်ပေးဖို့မဟုတ်ကျမဆိုင်ဆရာတယောက်နဲ့တိတ်ချင်တာဆိုတော့ရှေ့ကရက်ပေးနေတဲ့ကလေးမလေးတွေရှိတယ်ဗမာပြည်မှာကြားလို့လားမသိဘူးဆွဆွနွေးလို့မမအုပ်လို့ဆိုတာဒီကိစ္စလေးတာဝန်ယူပြီးအမြန်တမ်းလုပ်ပေးပါတယ်သူတို့ဆရာလေးကျမအချက်လက်မေးတယ်ဒီအဲ့ဒီကိစ္စကြောင့်တော်တော်ဆန်းပြတော့ကျမလိုက်သွားတဲ့အခါမှာအဲ့ဒီအိမ်ကိုတော်တဲ့လမ်းက ိမ်နံပါတ်ရှိအောင်ငွေများတယ်လေငွေမြင့်တုတ်ထားတယ်မြားကြုံနေညွှန်နေလမ်းညွန်ဆိုင်ဘုတ်ကနောက်ဆုံးမှာကျယ်ဝင်းကြီးအကြီးကြီးတွေ့တွေ့ပဲတဲ့ဟုတ်ပါတယ်ကျယ်ဝင်းကြီးအကြီးကြီးကငွေရောင်ငွေမြင့်တုတ်ထားတယ်ကျယ်ဝင်းကြီးအကြီးကြီးတွေ့တော့မှအဲ့ဒီနေရာကိုကြည့်လိုက်တော့မှလိုက်နတာဆိုင်အိမ်ဆိုတဲ့ကြီးဆိုင်ဘုတ်တစ်ခုကတ်ထားတဲ့အုပ်ဒိုင်းခတ်ထားတဲ့ချောင်းဝင်းကြီးကိုတွေ့တယ်ဟိုက်ရောလက်တကားနဲ့ အပြင်ကနေပြီးတော့ကျမရဲ့ရှေ့နေကျမမိတ်ဆွေရှေ့နေကြဖုန်းဆက်ရတယ်။ client နဲ့ငါတို့အရှိမရောက်နေပြီ။အဲ့တော့မှသူဖုန်းနေပါလေတိတ်မှဘယ်လိုလဲလို့ခဏကြာတော့မှ3မိနစ်လောက်ကြာတော့မှတကားအလုပ်လို့ပြန်လာတယ်။ပြန်သွားတယ်။အဲ့ခဲကိုကျမတို့ကားမောင်းဝင်သွားတယ်။ကျမတို့ကဝင်ပြီးတာနဲ့အဲ့တကားနောက်ဘက်ကအလုပ်လို့ပိတ်တယ်။ကျမကပြောမိတယ်ဒုက္ခပါပဲလို့အင်းနေလာရတဲ့ကိစ္စထောင်ချလာတဲ့အတူတူပဲလို့ သူဖွင့်မင်းမှပြန်ထွက်နိုင်မယ်ဘဝကြီးလေအဲ့လိုအိမ်မျိုးကိုရောက်တာဆိုတော့စိတ်ထဲမှာတော်တော်ကြေးကြပါတယ်ပြောချင်တာကျွန်မတူတူလေးပါကိုကောင်းဆိုင်အိမ်ကိုမန်းရှိတယ်အဲ့အိမ်ကလည်းကိုမန်းဝင်တော့တော့ဝင်ဝင်ချင်းကျွန်မတို့အဲ့ကန်းလို့မရဘူးဖနက်ချက်တဲ့အခန်းကိုတွေ့တယ်ဖနက်ချက်တဲ့အခန်းပြီးတော့တတ်တတ်ဖနက်လဲရတဲ့အခန်းကိုတွေ့တယ်အိမ်စည်းဖနက်နဲ့လဲရတဲ့အခန်းအဲ့ဒီအခန်းကိုကြော်ပြီးတော့မှအလိုတရားပွင့်တဲ့မှန်စကားတွေနဲ့ကြော်တော့တော့မှအေးရမှအဲ့ကန်းကြီးတွေ့တယ်။အဲ့ဒီအဲ့ကန်းကြီးမှဂျုံးမဲ့အိမ်ရှင်မှမရှိပါဘူး။အိမ်ပေါ်တရားကအိမ်ဝန်တန်းတရားပေါ့နော်။ ထွက်လာတယ်ထွက်လာပြီးတော့မမစောင့်နေပါတယ်တဲ့သူ့နောက်လိုက်ခဲ့ပါတဲ့ခေါ်သွားမယ်ဆိုပြီးစောင့်လာပေါ့ဟုတ်ခေါ်သွားတာပေါ့ကျမတို့အဲ့တော့ကျမတို့ကအဲ့သူ့နောက်ကလက်ရအခန်းတစ်ခန်းကိုကြောရတယ်ကြောတော့အခန်းတွေကလည်းကုချင်မရောက်သေးဘူးအိမ်ကိုရောက်လာတာနှကန်းတုံးကန်းကြော်ခဲ့ပြီခံစရာဘူးတီခိုင်ွင့်မရသေးတဲ့အိမ်မျိုးအဲ့ဒီအိမ်မျိုးကနေပြီးတော့ဆက်ပြီးတော့ရှောက်တဲ့ခါမှလည်းအိမ်ရှင်မကိုမတွေ့ရသေးပါလားအိမ်ရှင်မဘယ်မှာလဲဆိုရှေ့နေရကျမကိုလက်ကုပ်တယ် တိတ်တိတ်နေစားတဲ့အကုန်လုံးက CCTV ကင်မရာတွေရှိတယ်တဲ့ရုပ်ရှင်ကမပြောနဲ့တဲ့ဆိုတော့ကျမလည်းလေဟိုဘာပြောပြောဟိုအိတ်တအိမ်မှာနွေးထွေးမှုမရှိတဲ့နေရာဆိုတော့တတော်စိတ်ကတိအောက်ဖြစ်ပါတယ်အဲ့ဒါနဲ့အခန်းကြီးအခန်းကြီးကြော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 လာတဲ့ခါကျတော့မှရှေ့ကသူအိမ်ဝန်တန်းကပြောတယ်ရပ်ပါပြီတဲ့မမမဟုတ်ကလေးခမ်းပါပဲနေလေတဲ့သူအနတ်တက်တယ်မခံနိုင်လို့ အနံ့မရှိတဲ့မဟောဂနီခန်းမှာပဲနေတယ်ဆိုတော့မှတော်လို့ပြောရင်ရောက်သွားတဲ့ခါဒီမဟောဂနီခန်းဆိုတာမဟောဂနီတင့်တဲ့လောက်ထားတဲ့အခန်းအခြားခန်းတွေလည်းကိုးကန်းရှိပါတယ်တဲ့ကိုပေါင်းဆိုင်အိမ်လိုပဲအာကျောင်းနဲ့လောက်တဲ့အခန်းပြင်ကလေးနဲ့လောက်တဲ့အခန်းအင်ဂျင်တင့်တဲ့လောက်တဲ့အခန်းနောက်ပြီးတော့ဟိုဘာလဲဟို အဲဘဒောင်းဘဒောင်းကျေးဇူးပဲဘဒောင်းနဲ့လုပ်တဲ့အခါအဲ့လိုရှိတဲ့အပြင်မှာကရမက်နဲ့လုပ်တဲ့အခါတခါလုံးကရမက်နဲ့ဖွဲ့ထားတဲ့အခါနောက်တစ်ခါတောင်တန်ကြီးတောင်တန်ကြီးနဲ့ဖွဲ့ထားတဲ့အခါနောက်ပြီးတော့တောင်တန်ကလေးနဲ့ဖွဲ့ထားတဲ့အခါရှိတယ်ကိုကတခါကတော့ဘုရားဆောင်ဘုရားဆောင်မှာနတ်တဖြူကအင်မတန်ရှားတဲ့အတွက်ကြောင့်ねဘုရားကျောင်းဆောင်လိုပဲ ဆယ်ပေပတ်လည်ကျဲတဲ့ဘုရားကျောင်းဆောင်ကိုပဲနတ်တဖြူနဲ့လုံနိုင်တယ်တဲ့အင်ရှင်မကျွန်မကိုပြောပြတယ်။ကျန်တဲ့နေရာတော့အနတ်မရှိတဲ့ကျောင်းနေပဲ။ဒါမဲ့ဘုရားဝိပုကိုအခန်းထဲဝင်လိုက်တာနဲ့မှုန့်လိုက်တာလေတဲ့အဲ့ဒီသူ့ဘုရားဆောင်ဘုရားကျောင်းဆောင်ကနတ်တဖြူနဲ့ကအနတ်နဲ့မခံနိုင်လို့တကားရီဗရင်းတကားရီအကုန်ဖွင့်ပြီးမှဘုရားဝိပုကိုရတယ်တဲ့။သူကအဲ့လိုကြွားပြောလေးပြောတယ်။ဆိုတော့ကျွန်မအဲ့ဒီအိမ်ကတော့တော်တော်အံ့ဩတယ်။ဘာလို့အံ့ဩလဲဆိုတော့ဒါတော့ရှားပါတဲ့တစ်တွေပေါ့နော်။ ဒီအဲကရမက်တို့ဟလာတောင်တန်ကြီးလို့ဆိုတာအခန်းလုံးမယ်ဆိုတာကျမယုံနေရှင်းဘာကြောင့်လဲဆိုတော့လွန်ခဲ့တဲ့ပင်ပေါင်း30လောက်ကအေယော်ရီအဲတင်းနေတာရေးတိုင်းကိုသွားတဲ့အခါမှာဘုတ်ပြင်းဆိုတဲ့ကျော်ရှိတယ်မြို့ရှိတယ်အဲ့ဒီဘုတ်ပြင်းမဲ့သွားလို့ရှင်ဒီလိုစေကားခုနေဒီလိုနေကားအချစ်ချင်းနဲ့မလုပ်ပါဘူးအိမ်မုံတက်တာမှာတုံးကြီးတွေချထားတယ်အဲ့ဒီတုံးကြီးကကရမက်တုံးကြီးတွေဒီလောက်လောက်လူတစ်ဖက်လောက်ဖက်ဖက်လောက်တဲ့ ကရမတုံးကြီးတွေအာတောင်တန်ကြီးတုံးကြီးတွေအဲ့လိုချချထားအဲ့ဒီကကျွန်တော်တို့နင်းပြီးတော့သွားတယ်အဲ့ဒါကကရမတုံးတောင်တန်ကြီးလို့ဆိုတာပေါ်ခဲ့ပါလေလူမဲနေပေါင်း30ရဆုံးရဲ့ခါကျတော့အခုလိုရှားပါတဲ့အချိန်မှာဒီလိုတစ်တွေနဲ့ဆောက်ထားတယ်ဆိုကျွန်မတို့ပြောမိတာပေါ့ဒါတော့ရှားပါတဲ့တစ်ကောင်းနေဘူးတော်တော်စုစုဆောင်းဆောင်းရှာရှာကိုပြေးရနိုင်တယ်နော်လို့ကျွန်မပြောတော့အေရှင်မကပါပြန်ပြေးတယ်ဆိုတော့ယောက်မကလား ခေဆက်ဆက်ရှာရှာပါပါခဲခဲရင်စုဆောင်ထားတာတွေပါတဲ့ပြီးတော့ခမသူ့အမျိုးသားရဲ့မိဘများကခေဆက်ဆက်စုဆောင်ထားတဲ့တစ်တွေပေါ့ဒီတစ်တွေကိုစောက်တာတဲ့ဆိုတော့ကျမကလည်းအဲ့မှာဗဇက်ကစော့နေတယ်အမျိုးသားရောမရှိဘူးလားလို့ဆိုရှင်းနေရကျမကိုရိုက်ပြန်တယ်တိတ်တိတ်လက်ကုပ်ပြန်တယ်ဘာလို့မင်းလဲပေါ့သူကတော့အေးဆေးပဲပြင်ဒူဘိုင်းမှာအပန်းကြီးတစ်လုံးသွားစောက်နေတယ်တဲ့ဟုတ်ဟုတ်လားပေါ့ ဲ့ဘက်မှာကျမကနည်းနည်းလေးနေတယ်ဘယ်လိုအိမ်မျိုးငါရောက်လာပါလိမ့်ဆိုကျမလည်းအဲ့လိုအာပါတယ်ဆိုတဲ့အခါကျတော့အဲ့အခန်းကိုယ်ကငါအဲ့လိုထားပါတယ်အဲ့လိုရှိရင်နောက်ဘက်မှာတဲ့နောက်ဘက်မှာနှစ်အိမ်ကားလောက်ကျဲတဲ့တောင်းအုပ်ကလေးတစ်ခုလွတ်ထားတဲ့တောင်းအုပ်လေးရှိတယ်တဲ့အတုပေါ်မမရဲ့သူကပြောတယ်တောင်းအုပ်ကလေးအတုလေနှစ်အိမ်ကားလောက်ကျဲဘာကောင်းလေးရှိလဲဆိုတော့ယုံလေးတွေရှင့်ကလေးတွေနောက်ပြီးတော့ငှက်ကလေးတွေရှိတယ်တဲ့ဒါမဲ့ဖလောင်ရင်းထဲမှာတော့ တယောက်ကလက်ဆောင်ပေးလို့ဘာလဲဟုတ်ကျက်တက်ကျက်တက်ကျက်တက်နှစ်ကောင်မွေးထားတာရှိတယ်တဲ့ချိသွားပါအောင်နဲ့ပြန်ကြရင်ဆိုကျမရဲ့ရှင်းနေရကျမစိတ်တို့နေတာသိပြီသူကပြောတယ်ကဲအလုပ်ကိစ္စပြောအောင်တိုင်ရေးတယ်ဆိုတော့သူကဘာပြောလဲလို့ဆိုတော့ဒါလေးတွေကိုလို့ထူလို့ချင်လို့ပါတဲ့ဒါဟိုမမမန်ကြည့်ပေးပေါ့တဲ့ကြည့်ပေးပါတဲ့စင်ရလာရတဲ့အနောက်ရှက်ပေးတာပဲတဲ့ဆိုကျမစင်ရလာလို့ပြောတာဘာသူပြောလဲဆိုတော့သိတယ်စိတ်ထဲမှာတော်တော် ဖြင်းငနဲ့ဖြစ်သွားပြီးတော့ခြံသမားကြီးကပြောတာလားလို့ကျွန်မကဝင်ပေးတယ်ဝင်ပြီးတော့သူကဟုတ်တယ်ဗျံကြရပါတဲ့ဟောထပ်ပြောပြန်တယ်အဲ့ဒီခါကျတော့ကျွန်မပါဇက်ကမထွက်ပြေးကျွန်မရှိနေရင်ကျွန်မကိုလက်ကုပ်ပြန်တယ်ဘာမှမပြောနဲ့ကိုကကိုငင်းငင်းနေတဲ့မပြောနဲ့နားထောင်နေစမ်းပါတဲ့ကျွန်မကိုသူကပြောပြတော့မှအဲသူကသူလုံးဝမဲ့အစ်ကိုလုတ်တာပေါ့ဒါမြင်ငါးဆန်ရုပ်ကတော့မှန်နေတော့ဒီညီငှားတာကတေကမှာသုံးတယ် အင်မတန်ပေါ်တဲ့ဇင်းလုံးနဲ့ငားတာတေကောက်သုံးသိန်းတကယ်စားကြမှန်ရဲ့ဆိုပါတိလို့ဒီလက်ခံလို့ဒါကိုယူလာတယ်နောက်တစ်ပတ်ကျရင်ပြန်ပို့ပေးမယ်ဒါသူအိမ်မှာဒါလုပ်ပေးမယ်ပေါ့ဘာသာပြန်ပြီးလုပ်ပေးမယ်ပေါ့ဆိုတော့ကျမရဲ့ရှေ့နေရယူလာတယ်ယူလာတော့အလုပ်လဲပြီးရောပြန်မယ်ဆိုတော့ပြောတော့နောက်ဘေးကတော့ဦးလေးကိုကြည့်ပါဦးနဲ့လိုက်ဖို့မယ်တဲ့မကြည့်တော့ပါဘူးရှေ့နေကကျမကိုကျမအကြောင်းသိတော့မကြည့်တော့ပါဘူးတဲ့သူကလည်းပဲ မအားတဲ့ကြောင့်အပေါ်လိုက်ပေးရတာမလို့သူ့မှာလုပ်တည်စီသေးတယ်တဲ့ကျမကလည်းမျိုးထူပြီးတော့ပြန်ရမယ်ဆိုပြီးတော့ပြန်တယ်ဟိုဟိုသူ့နှုတ်ဆက်တယ်နှုတ်ဆက်တော့သူအဲ့ဒီခန်းထဲကမထွက်ဘူးဂျေဇုတင်ပါရဲ့ဆိုတာပြောပြီးတော့ကျမတို့များကဒီလိုစောစောအလုပ်ပဲခန်းပေါင်းများစွာကိုကြောဖြတ်ပြီးထွက်ခဲ့ရတယ်နောက်ပါစောင့်ဟောတဲ့အတန်လေးကြားလိုက်ရတယ်ဖះဆောင်ကိုဝင်ပြီးဖះပူသွားပါအောင်လားတဲ့ကျမအဲ့အကူလေးဆိုတက်မုန်းလာပဲဖះဆောင်မှာနက်တဲ့ဖြူသွားနေတဲ့ ဘုရားဆောင်လုပ်ထားတာကိုကျွန်မကတရားကြည့်ဖြစ်ပြီးတော့ဝတ်ပြုသွားစေခြင်းပုံရပါတယ်ဒါမှမဟုတ်သူနည်းနည်းသူ့ဘုရားဆောင်ဒီလောက်တန်ဖိုးကြီးတယ်ဆိုရယ်လဲကျွန်မကိုကျင်ညာခြင်းပုံရပါတယ်ဘုရားဆောင်ကိုသူ့အပြောပဲကျွန်မမမြင်ခဲ့ရအောင်သို့တော့အဲ့ဒါလိုအိမ်မျိုးကျွန်မတို့မြန်မာပြည်မှာရှိပါတယ်ဒီဇလုံးနေမဟုတ်ပါဘူးအဲ့ဒီအိမ်ကနေပြီးတော့ဖိုးပဲတော်တော်ခပ်ပြပြမြင်ရတယ်အုပ်ဝင်းတွေက အမြင့်ကြီးနဲ့ကာထားတဲ့ခြံကျဲလေးရဲ့အိမ်တစ်လုံးကလည်းဒီလိုအိမ်မျိုးပဲဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။အဲ့လိုအိမ်ကြီးအပြန်အဆိုင်စောင့်နေကြတဲ့ကျမတို့မြန်မာပြည်မှာဒါနေလို့ထိုင်လို့ဘလို့မှရှုပ်ဝဲလို့ဟိုစိတ်ထဲမှာမျိုးချထားလို့မရတော့လို့ကျမစံအိမ်တော်မှအပြန်ဆိုပြီးတော့ဝတ္ထုလေးတစ်ပုဒ်ရေးမိပါတယ်